မြန်မာနိုင်ငံတွင်ယခုလက်တလောထုတ်လိုက်သည့်စစ်မှုတမ်းဥပဒေသည်အလွန်အားအားတင့်စရာအလွန်ကောင်းသည်မိမိတို့ရဲ့နိုင်ငံကိုပြပနိုင်ငံများမှကျွကျော်တိမ့်ပိုက်တိုက်ခိုက်လာနေဤစစ်မှုထမ်းဥပဒေကိုမဖြစ်မနေအလင်းစလိုထုတ်ပြန်ပြီးစစ်မှုထမ်းခိုင်းလေရှိသည်ယခုတော့ဒီလိုမဟုတ်ဘယ်ချိန်ဘယ်ကာလမှာ thâu yà mì gù tì hà mà tù. Lớt là bì ạ châu cha anh nà bánh đi, các bạn nà ngà mìa này mù, ở thù sàng kì sà tì ạ mò hò đò chì. Kà bà nà ngà đi đi đi, mình mì rù nà ngà nó có kà gói sà sà yì ạ tuệ. Mì mì rù nà ngà yì ạ chì nì လိုင်လျောညီထွေမိကာကွယ်ရေးအစီအစဉ်များကိုချမှတ်ဆောင်ရွက်လျက်ရှိရာနိုင်ငံတကာနိုင်ငံ၏နေမီတီတက်မှုအချုပ်အခြာအာဏာပိုင်ဆို့မှုအမျိုးသားလွတ်လပ်ရေးအတွန့်ရှေးစွာခိုင်မြဲမှုနှင့်လုံခြုံမှုအတွက်နိုင်ငံတော်ကိုကာကွယ်ရှောက်ရှောက်ရန်နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်ဟုတတ်မှတ်ပြီးအချို့နိုင်ငံများကဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံကာကွယ်ရေးတွင်နိုင်ငံသားတိုင်း၏ မြင့်မြတ်သောတာဝန်ဖြစ်သည်စစ်မှုထမ်းခြင်းသည်နိုင်ငံသားများအဖို့ဂုံယူရသောတာဝန်ဖြစ်သည်ဟု ပြထမ်းထားသည်ထို့အပြင်စစ်မှုထမ်းခြင်းကို နိုင်ငံသားတအူ၏တာမန်ဝတ္တရားအဖြစ် ယူဆလာစေရန်အားပေးခဲ့ကြသည်စစ်မှုထမ်းဥပဒေကို နိုင်ငံတော်တော်များများက ပြထမ်းထားပြီးဖြစ်သည် 1940ကျော်ပတ်ဝန်းကျင်လောက်ခရဲကဂျာမနီ၊ဩစတြေးလျ၊အီယန်မလေးရှား၊မက္ကစီကို၊နော်ဝေ၊ရုရှား၊စင်ကာပူ၊တောင်ကိုရီးယား၊ဆီဒွန်၊ဆွစ်ဇာလန်နဲ့တူကီရဲ့အဆရှိတဲ့နိုင်ငံများအပါအဝင် နိုင်ငံပေါင်း78နိုင်ငံတွင်စစ်မှုမထမ်းမနေရဥပဒေပြဋ္ဌာန်းပြီး နိုင်ငံတော်ကာကွယ်ရေးအစီအစဉ်များကို ဥပဒေနှင့်အညီချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ယခုအလင်းတင်လို့နိုင်ငံတကာနိုင်ငံဖြစ်တဲ့ဆစ်ဇာလန်နိုင်ငံနဲ့နိုင်ရှင်ဖော်ပြသွားမိဖြစ်သည်ဆစ်ဇာလန်နိုင်ငံသားလူငယ်တိုင်းကအသက်၁၈နှစ်ပြည်ပြီးရင်နဲ့စစ်မှုထမ်းရန်စရင်ပြည့်တွင်ကြရသည်ရှေးဥစွာမိမိတို့နေထိုင်ရာဒေသအလိုက်ကာယတင်နှံများကိုတက်ရောက်ကြရပြီးရင်းကာယတင်နှံများပြီးဆုံးသွားသောအခါမှာကာကွယ်ရေးဌာနအောက်ရှိ တပ်သားတိလိကျင်ရေးကြောင်းများတွင် အခြေခံစစ်ပညာကိုတက်ရောက်တင် जा ကြသည်ထိုအတူနိုင်ငံသားတဦးတွင်ရပောင်းတရားကျော်ခန့်ရှင်းကြသော အခြေခံစစ်ပညာသင်တန်းကိုဥစွာတက်ရောက်ကြရပြီးနောက်နှစ်စင်းရတူစစ်မှုထမ်းကြရသည်ရေးစစ်မှုထမ်းကာလမြန်မာတူတောင်းတော်လဲနိုင်ငံသားတိုင်းစစ်တီကောင်းများဖြစ်လာစဉ်အပြင်းအထန်လေးကျင့် ပြီးသောကာလများပင်ဖြစ်သည်ဆစ်စလန်နိုင်ငံဒါတိုင်းပါဝင်လျက်ရှိသောတပ်မတော်ဖြစ်သောကြောင့်ဆစ်စလန်တပ်မတော်ကို နိုင်ငံတော်တပ်မတော် Citizen Army လို့ခေါ်ဆိုကြသည် နိုင်ငံသားတပ်မတော်မှာအမြဲတမ်းတပ်မတော်မဟုတ်သောကြောင့်လေကျင်ရေးတပ်တပ်မကြီးတစ်ခုသာထားရှိသည်ဆစ်စလန်နိုင်ငံဒီလွန်ခဲ့သောရာစုရာစုနှစ်၄ခုမှစ၍ ယနေ့တိုင်ဂျာနီနိုင်ငံအဖြစ်ယက်တီခဲ့သောနိုင်ငံဖြစ်တော်လဲစစ်တွေးစစ်မှန်ကင်းမဲ့သောနိုင်ငံမျိုးမဟုတ်ချေဒုတိယကမ္ဘာစစ်အတွင်းမိမိဂျာနီရေးနှင့်လွတ်လပ်ရေးကိုထိန်းသိမ်းနိုင်ရန်ဆွတ်တမတော်ကိုလက်နက်ကောင်းများအပြည့်အစုံတပ်ဆင်ခဲ့ပြီးဆွတ်လူငယ်လူရွယ်တိုင်းသည်လက်နက်ဆွဲကင်ကစစ်ပြီးဆုံးချိန်ရောက်သည့်အထိမိမိနိုင်ငံ၏ နေဆက်တလျှောက်တွင်တွားရောက်နေခဲ့ကြရသည်နှစ်ရက်အတွင်းစုဆောင်းနိုင်ဆွစ်ဇာလန်နိုင်ငံတနိုင်ငံလုံး၏မျိုးချစ်စိတ်ဓာတ်ရင်တမ်းမှု ရှည်ကြသောစီအစဉ်အလာရှိမှုနှင့် အလဲခေကာလကလေးကအစဉ်တစိုက်တရှိခဲ့သောစစ်မှုမထမ်းမနေရဥပဒေတို့ကြောင့်ဆွစ်ဇာလန်နိုင်ငံသည်ပင်တတ်မတော်အဖွဲ့အစည်းတရပမာဖြစ်လာဖြစ်တည်လာခဲ့သည်တမတော်ကြီးကိုတူတောင်းသောကာလအတွင်း အလင်းအမြန်စူးစီးနိုင်သည်ဆွစ်ဇာလန်တပ်မတော်၏တစိုက်တတိတကိုနိုင်ဤပိုင်းအတွင်စူးစောင်းနိုင်ပြီးကျန်တပ်မတော်ကြီးတရလုံးကိုနှစ်ရက်အတွင်းစူးစီးနိုင်သည်ဟုဆိုသည်လာတလောကာလတွင်မြန်မာနိုင်ငံသားများအဖို့ပြည်သူစစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ဒိုလောဒိုလောစင်စားတွေးတောเสียဖြစ်ကြရတော့လေအမှန်တကယ်လက်တွေ့လိုက်နာကျင့်သုံးဆောင်ရွက်ရသည့်အခါအချင်း ကြာလာဒီနှစ်အများကမ္ဘာနိုင်ငံများနှိတူစစ်မှုထမ်းခြင်းကို နိုင်ငံသားတဦးဤတာမန်ဝတ္တရားအဖြစ်ရှုမြင်လာကြမည်ဖြစ်သည်အတိတ်ကာလမြန်မာလွတ်လပ်ရေးကြိုးပမ်းမှုကာလတွင်လဲမြို့ချစ်စိတ်ရှိသူနိုင်ငံသားများဒီစစ်မှုထမ်းရန်အဆင့်အထူးဆင့်ခေါ်စရာမလိုပဲဗမာလွတ်လပ်ရေးတပ်မတော် BIA လို့အလုံးအရင်းဖြစ်ဝင်ရောက်ခဲ့ကြသည် BIA တပ်မတော်ကြီးစတင်ဖွဲ့စည်းခဲ့သည့် 1940ခုနှစ်ဒီဇင်ဘာ28ရက်နေ့တွင်ဗိုတီဇဗိုတီဇအမှုပြုသောဘိုလဲ့ရာဘိုစောနောင်နှင့်ဘိုမင်းငောင်တို့ရဲဘော်၃ကြိမ်ဝင်များသည့်ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိတွားဘက်ဆိုင်ရန်ဆရာဝန်ဦးလုံးဖေအိမ်တွင် အစီအဝေးပြုလုပ်ပြီးဗိုတီဇကနေချက်အင်္ဂလိပ်အစိုးရကိုကျွန်တော်တို့တိုက်ရမည် တိုက်နိုင်အောင်လဲယခုဗမာလွတ်လပ်ရေးတတ်မှာတော့ဖွဲ့ဖွဲ့ဖို့စည်းဝေးတာပဲပြီးတော့ကိုယ်တိုင်းပြည်အတွက်စွန့်ဝင့်သူအဖြစ်ဂုံယူပြီးတိုက်ပွဲဝင်ကြမလားဟုပြောကြရာတက်ရောက်လာကြသူများကတိုက်မယ်ဝင်မယ်ဟု၍ညာရန်ဘေးကတထိုင်ကြီးပင်လူငယ်လူရွယ်80ကျော်တို့က BIA တတ်မှာတော့ဝင်ရောက်ရန်ဆက်ရင်ပေးတွင်းခဲ့ကြသည် ကိုသားမြောက်ပြီလို့တကယ်တော့ဝင်ပါလားကို့ပြက်စက်ကားနဲ့တော့သွားတာလားဒီစက်ကားကြီးတော့ဘယ်လိုမြောက်ပြီလို့မှမဟုတ်ဘူးနော်ဘယ်သူမှပြရပြီလို့မဟုတ်ဘူးနော်ကိုမင်းရဲ့ရေလို့အခုအခုဒီတတော်ကရောက်နေဆယ်တော့ဘူးအာရောက်နေတော့ဘူးအဲ့ဒါမှဒီလေးပါသွားမယ်အဲ့တော့အဲ့ဒီရောက်ချင်းဒီရောက်ချင်းလာတဲ့လူတိုင်းကြီးသူတို့စားလာတဲ့သူတို့သွားလာ အကိုမကြီးကတော့သွားဆိုပြုမလို့တိုင်တော်သားမှရှိသလိုသူကဖြီးအားမမပါဘူးအာဟောအဲ့ဒါကအငြင်းကိုကဖြီးအားပြရတာဖြစ်တာရှင်မီလက်ဆက်လာတော့အမေကိုလည်းလိုက်ပို့တော့ဟာလေကိုလည်းလိုက်ရောက်ပို့တော့ဖြစ်တယ်အငြင်းရောတိတိလားတော်လိုင်းနေတယ်ဒီထဲမှာအငြင်းနဲ့လက်တွေကွာချားတယ်ဆိုတော့ဒီကတော်ရဲမှာသမိုင်းနိုင်ငံမဲ့ကြံတယ်မဲ့ခခဲနေတယ်အရေးဆိုင်ရမယ်အာဟော ေးမရတဲ့အတွက်နော်။ငန်းကြီးအားသာကောင်းတယောက်ဖြစ်တယ်။ဘူတို့ဘူတို့ဒီတွေရတယ်ရတယ်ငန်းကြီးတို့ဒါမျိုးလိုက်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 နေတော့ဝမ်းဝမ်းသာသာနဲ့နော်။အမျိုးမျိုးပုံကိုဆောင်နိုင်တဲ့နိုင်ငံသားကောင်းလေးတယောက်ဖြစ်ကိုယ်ကလည်းဆူတောင်းပြီးတယ်။နံပါတ်1နံပါတ်1အနေနဲ့မားလည်းပြည့်ပြည့်ဟုတ်လားဖြစ်တဲ့အတွက်အများသူကလိုက်မှလိုက်တွေ့နေတဲ့ဒီလိုဖွင့်ပြီးရောရခဲ့တယ်ပထမဦးဆုံးအနေနဲ့မိမိမအေးခွင့်ပြုတ်ခဲ့ဆိုမိမိမအေးကို မြတ်မြတ်စီမှာရှိပါကတော့ဒီတော့အမေ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 ကိုဟာဒါမင်းတယောက်အနေနဲ့ဟုတ်လားတိုင်းပြည်အတွက်တာဝန်ခံဆောင်နေနေနဲ့နေရတဲ့ကတူတဲ့ပဲတန်ဖိုးရှိတဲ့နေဖြစ်တဲ့အတွက်မင်းကိုအရှင်တယောက်ဖြစ်တယ်နော်နောက်နောက်နေချိန်မှာဒါလေးရတယ်ဒီလိုလိုက်ရတယ်ဒီရတယ်သမိုင်းသမိုင်းဝင်မဲ့နော်နော် ဟိုနိုင်ငံနိုင်ငံအပိုင်းအပိုင်းဝင်မယ်ဘာကောင်းလဲဘာကောင်းရတာဖြစ်တဲ့အတွက်အမှုနိုင်ငံနိုင်ငံရတယ်မိဘမိဘကြီးရမျိုးကြီးရကြီးရမျိုးအတိညာပြီးတဲ့မိဘပြီးဖြစ်တဲ့အတွက်ဘုံမြတ်တဲ့မိဘဖြစ်တဲ့အတွက်ဒါကြီးတော့ပါနော်အများရှိပါတော့မိဘနော်မိဘဘုံမြတ်တဲ့မိဘတဆက်ထီမှာပင်ဘုဒ္ဓဇာကကျွန်တော်တို့လည်းအလောင်းဖျားထုံးကိုနှလုံးမူပြီးတိုင်းပြည်အတွက်အသက်တည်တည်ဆွန့်ကြရမယ်ဆိုတဲ့အဋိဌံနဲ့အလုံးလက်မောင်းတွေး တောက်ကြတောက်ကြပါစို့ဟု၍ဖိတ်ခေါ်ခဲ့ရာလူငယ်လူရင်များသာမကအသက်90ကျော်အရွယ်လူကြီးများကပင်စရင်ထမှန်ပေးတွင်းခဲ့ကြရာတရားကျော်200ခန့်ပင် ရှိခဲ့သည်ဘန်ကောက်တွင်အင်အား200ခန့်ဖြင့်စတင်ခဲ့သည့်ဗမာလွတ်လပ်ရေးတပ်မတော် BIA သည်မြန်မာနိုင်ငံတွင်တို့တဝဲစစ်ကြောင်းမော်လမြိုင်စစ်ကြောင်းအပါအဝင်စစ်ကြောင်းကြီးများဖြင့်ချစ်တက်ဝင်ရောက်လာကြတဲ့အခါတွင်မူ မြို့ရွာအတိတိမှမြို့ချစ်စိတ်ရှိသူပြည်သူအပေါင်းတင်အိုးပြအိမ်ပြတာမယပြဖြစ် BIA တက်မတော်အတွင်းဝင်ရောက်ခဲ့ကြရာ6လ9လတွင်အင်အား9000အထိရှိလာသည်နေချက်အင်္ဂလိပ်လက်အောက်မှမြန်မာနိုင်ငံကိုပြန်လည်သိမ်းပိုက်ခဲ့သည့်အခါတွင်ဖက်စစ်ဂျပန်တို့က BIA အင်အားကိုစိုးရိမ်တကြီးဖြစ်လာခဲ့ပြီးဗမာကာကွယ်ရေးတက်မတော် BDA အဖြစ် အမည်ပြောင်းလဲကာ အင်အားကိုလျှော့ချခဲ့ကြသည်ထို့သောဖက်စစ်ဂျပန်တော်လှန်ရေးတွင်မြန်မာပြည်သူများသည်ဗမာတပ်မတော်နှင့်ပူးပေါင်းကာဖက်စစ်ဂျပန်ကိုတွန်းလှန်တိုက်ထုတ်ခဲ့ကြသည်လွတ်လပ်ရေးရပြီးပြည်တွင်းတောင်းကျမ်းမှုများတောင်းကျမ်းမှုကာလတွင်လည်းစီကြောင်းသားများသည်ပြည်တော်စုအလံမယိုင်လဲအောင်အင်းစိန်တိုက်ပွဲတွင် BIA တပ်မတော်နှင့်အတူတက်တွဲပအဝင်တိုက်ခိုက်ခဲ့ကြသည် အရေးကြီးလျင်တွေးစီခဲ့ကြဤတို့ဖြင့်မြန်မာနိုင်ငံသားများသည်အရေးကြီးလျင်တွေးစီခဲ့ကြသည်အရေးကြုံလျင်တွေးဆုံခဲ့ကြသည်ယခုပြည်သူစစ်မှုထမ်းဥပဒေဆိုဒီမှာလဲလူပုဂ္ဂိုလ်တဦးတယောက်တည်င်းတစ်ဖွဲ့အတွက်ရည်ရွယ်ပြထမ်းခဲ့သည့်ဥပဒေမဟုတ်ပြီအထက်ဖော်ပြပါကမ္ဘာနိုင်ငံများနှစ်တူမြန်မာနိုင်ငံတွင်လဲနိုင်ငံသားတိုင်းသည်ပြည်အောင်စုမပြိုကွဲရင်းအရင်နာစီလုံးညုံမှုမပြိုကွဲရနဲ့ အချုပ်အချာအာဏာတည်တံ့ခိုင်မြဲရေးဟုဒီတို့တာဝန်အရေးသုံးပါးကိုစောက်ထိန်ရန်တာဝန်ရှိသည့်နှင့်အညီရင်းတာဝန်ကိုထမ်းဆောင်နိုင်ကြီးအလို့ငါစစ်ပညာတင်ကြားရန်နှင့်နိုင်ငံတော်ကာကွယ်ရေးအတွက်စစ်မှုထမ်းဆောင်နိုင်ရန်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါကြောင်းအတိပေးတင်ဆက်ပေးလိုက်ရပါသည်